စံပေမှာဗာလိပြောလဲဆိုတော့တွားရင်တွားတယ်မှတ်ပေါ့နော်ဆရာတို့ကတွားရင်တွားတယ်မှတ်က ူတိငါသေးဖြစ်နေတယ်။သွားရင်သွားတယ်သွားတယ်ဆိုဘာမှလက်သိမ့်မထူးဖြစ်နေ။အဲ့တော့ဘာနဲ့တူလဲဆိုတော့ရေပြည့်နေတဲ့စီပဲနဲ့ရေဝင်ချုပ်လို့ရေရှမ်းကြတာကျွန်တော်တို့သိရဘာမှမဖြစ်ဘူး။ဒါပေမဲ့ Archimedes ကပညာရဖြစ်ခဲ့တယ်။တိပ္ပံမောကသေးရွက်တွေတက်ကိုင်းတွေတက်သီးတွေကျွေးကြတာကျွန်တော်လက်မြင်တယ်ဘာမှမဖြစ်ဘူး။ဒါပေမဲ့ Newton ဖြစ်ခဲ့တယ်။အခုကျွန်တော်ကသွားရင်သွားတယ်သွားတယ်ကတော့သိတာပဲ။ဘာဖြစ်လဲဘာမှမဖြစ်ဘူး။မျက်စွာဖေးအကြောင်းဒီနေရာမှာကျွန်တော်တို့အမှန်တရားတစ်ခုကိုသိခွင့်ရတယ်။မောဟကိုပယ်နိုင်တယ်လို့ဆိုတယ်။ဘာပြုလို့လဲဆိုတော့သွားခြင်းနဲ့စိတ်ကြောင့်သွားတဲ့ရုပ်ကသူ့သဘော သူဆောင်ဖြစ်တယ်။တွားကျင်တဲ့စိတ်ဖြစ်လိုက်တယ်နဲ့တွားတဲ့ယူကဖြစ်ပြီးသားပဲ။ပထမမှာတဟဇာတပစ္စယောဆိုတာရှိတယ်။စိတ်ဖြစ်လိုက်တယ်နဲ့ယူကဖြစ်ပြီးသားဖြစ်နေ။ဒီစိတ်ကြောင့်ယုတ်တည်ဖြစ်နေတာပေါ့နော်။တပြိုင်တည်းဖြစ်ကြတာ။ဒါမှမဟုတ်တဟဆိုတာအတူတကွဇာတဖြစ်တယ်။စိတ်ဖြစ်လိုက်တယ်နဲ့ယုတ်တည်ဖြစ်ပြီးသားဖြစ်တဲ့အတွက်ဒီထဲမှာငါသူယောက်ျားမိန်းမဆိုတဲ့ပုဂ္ဂိုလ်တ attva ရှိတော့ဒီပုဂ္ဂိုလ်တ attva မရှိဘူးဆိုတဲ့အမြင်မှန်တစ်ခုကိုစတင်ပြီးတော့သိခွင့်ရ။ဒါကြောင့်မလို့အမှန်တရားတစ်ခုကိုသိရင်ဘာပယ်တယ်။မောဟပယ်တယ်။မောဟပယ်လိုက်တာနဲ့ လောဘငြိမ်းဒေါသငြိမ်းနဲ့ချမ်းသာတွေကိုခံစားမှ ဖြစ်ပါတယ်เนาะ